ားလုံးပဲပါပါရေဝချမ်းလေးမှာပြန်လဲကျူစလိုက်ပါတယ်ဒီနေ့ဂျွန်လ9ရက်နေ့ဒီနေ့မှာတပြသွားမယ့်အကြောင်းအရာတွေကသစ်သစ္စာတစ်ချင်းကိုဒါစုံမိလိုက်တဲ့အကြောင်းကြီးအပါဝင်အထက်တန်းဆရာတအုပ်နဲ့အကြောင်းဆောင်ဖန်ခံလိုက်ရတဲ့အကြောင်းကိုတင်ပြပေးပါမယ်။ဘာကြောင့်ဖန်လာလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တင်ပြပေးမှာပါ။နောက်ဆက်တင်ခုမှာတော့အဲဒီလိုဥပဒေပုံမှန်33နဲ့ မင်းအောင်လှိုင်တဲ့အကြံဖတ်အာနာရှင်အုပ်စုအေးယူဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းတွေကိုကြားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရံကြည့်ရှုကိုကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်။တိတ္တစာတချင်းကိုရောင်ပြီးတော့စုံမိလိုက်တဲ့ចောင်းអုပ်ជីနဲ့အထက်တန်းဆရာចောင်းဆောင်အပါဝင်၃ဦးလုံးကိုအကျမ်းမဖတ်စစ်ခွေးတက်ကဖမ်းလိုက်တယ်ဆိုတော့ အရှင်တပုတ်ဆိုတာ ਨੇ ကျွန်တော်တို့ပြည်သူတွေစီမံအလောက်တောင်မဲ့အပြစ်ရှိသွားတယ်ပေါ့ဟုတ်ပါတယ်သူတို့ဟာသူတစ္ဆာသချင်းကို အတော်အင်မတန်ကြောက်တာပါဒါအခုဘလောက်တောင်ကြောက်လဲဆိုတာကလည်းကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဒါဝန်တော်လက်နက်မဲ့စန္ဒပြတဲ့အချိန်တည်းကကျွန်တော်တို့ရဲ့လေဘင်းတွေကွဲထွက်မတက်ဆိုခဲ့တဲ့ဒီချင်းဒီချင်းကြားတာ ਨੇ သူတို့ဟာလည်းအော်တိုကြောက်နေတာဟုတ်ပြီစကိုင်းတိုင်းကမ်ပလူမြို့မှာသူသစ္စာချင်းဆိုခဲ့တဲ့အကြောင်းကြီးအပါဝင်၃ဦးကိုအကြမ်းဖက်စစ်ခွေးတက်ကဖမ်းဆီးလိုက်တယ်ဆိုတော့ကျွန်တော်တို့ထုတ်ပြန်ကြေညာအချက်အကြောင်းကို ကျွန်တော်မပြောခင်မှာအဲ့ဒီသွေးသစ္စာချင်းကိုကျွန်တော်တို့လည်းဆိုခဲ့ဘူးတယ်ကျွန်တော်တို့ဆိုတဲ့အချိန်ဒါကျွန်တော်တို့ဆန္ဒပြတဲ့အချိန်မှာဆိုခဲ့တာကိုပြောတာမဟုတ်ဘူးကျွန်တော်မပြောတာ အခုလိုမျိုးဒီဘက်ဒါအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆိုခဲ့တာကျွန်တော်တို့ဆိုတဲ့အချိန်မှာဒီကောင်နေကျွန်တော်တို့ကိုမဖမ်းရဲဘူးအခုဒါကမ်ဘလူကเจ้าကြီးနဲ့ဒါထက်တန်းเจ้าပြဆရာသူတို့တွေကြောင်ပြီးတော့ဆိုမိတာပေါ့ဗျာအိမ်ပြန်လမ်းမှာဖြစ်စဉ်ကတော့ KTV မှာတချင်းသွားဆိုပြီးတော့သူတို့လည်းအားမရလို့ထင်ပါတယ်လမ်းမှာ ကရီမီမန်းနိုင်ငံတောက်စားထတော့ဒါဂျင်းတွေကထွက်လာတဲ့တချင်းတွေပေါ့ဗျာငကိုလေးကလည်းဘလောက်တော်စူဂျင်နေလဲမှမသိတာဟုတ်ပြီအကြမ်းမူရင်တခိုးပေါ်တယ်ဆိုတဲ့ဇကားလေးကလည်းရှိပါတယ်ဒါဆိုရင်တော့သူတို့ဆိုတဲ့အချိန်မှာအဖမ်းခံလိုက်ရတယ်ကျွန်တော်တို့ဆိုတဲ့အချိန်မှာအဖမ်းခံရအောင်ကျွန်တော်တို့ရဲဘော်တွေဆိုတဲ့အချိန်မှာအဖမ်းခံရအောင်ကျွန်တော်တို့ရင်မဟုတ်ဘူးကျွန်တော်တို့ဒါရတပ်ပြည်သူတွေဒေသခံတွေပါအတူတူဆိုကြတာပါဒီပြည်စင်လေးကိုကျွန်တော်အရင်ဆုံးတင်ပြပေးပါမယ် ဲ့ဒါကတော့ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့နေပြည်မှာဒါရွာဖျားပွဲလေးတစ်ခုကျင်းပကြပါတယ်ကျွန်တော်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေကာဝယ်တော့ကျွန်တော်တို့ဒါလူငယ်တွေတိုင်းပင်ဆွေးနွေးပြီးတော့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကပါကျွန်တော်တို့နဲ့တိုင်းပင်ဆွေးနွေးအေးတို့ရွာလေးမှာလုံမဲ့ပွဲလေးကိုဘာတွေစီစဉ်ကြမယ်ဘာတွေလုပ်ကြမယ်ဆိုတော့ကျွန်တော်ကိုလည်းဖိတ်ပါတယ်ကျွန်တော်စကန်ကိုဖိတ်တဲ့အတွက်ကျွန်တော်သွားပြီးတော့အဲ့ဒီအစည်းအဝေးမှာအဲတက်ရောက်ပါတယ်ပြီးတော့အခြားသောဒါတက်ဖွဲ့ဝင်တွေလည်း လာရောက်ပြီးတော့ဆွေးနွေးကြပါတယ်ထုံးစံအတိုင်းပဲကျွန်တော်တို့တိုင်းရင်းသားနေမြေမှာဒါကြေးရွာကြေးရက်ဒါဒလီလေးဆိုတော့လေတော်တော်လေးကိုချစ်ဖို့ကောင်းပါတယ်ဗျာဆိုတော့အဲ့ဒီမှာကျွန်တော်တို့စိုင်းတွေပါမယ်ပြီးတော့ stage show တွေပါမယ်အရန်ကိုပျော်ပျော်စရာကောင်းတာပေါ့နော်ကျွန်တော်တို့ဒါပွဲငတ်နေတယ်ကျွန်တော်တို့ရဲဘော်တွေအတွက်ကတော့တကယ်ကိုအာဒီသတင်းကြားလိုက်တာနဲ့အာကိုရှမ်းလေးဟုတ်လားကျွန်တော်တို့ဘယ်လိုမျိုးပါဝင်ရမှာအေးငါတို့လုံကြုံရေး ဒါအနေနဲ့ပေါ့နော်တို့တွေသွားပြီးတော့အပွဲကိုလာတဲ့သူတွေပြီးတော့အဲ့ဒီရဲ့ရလုံကြုံရေးအတွက်တို့တွေပူပေါင်းပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေနဲ့ငါတို့တာဝန်ထမ်းဆောင်ကြရမယ်ဆိုတော့အာကျွန်တော်သွားမယ်ကျွန်တော်လုံကြုံရေးယူမယ်အာကျွန်တော်ကိုစင်းထည့်ပြီးပါကျွန်တော်သွားပြီးကျွန်တော်သွားပြီးတော့လုံကြုံရေးယူပြရစီဆိုတော့ဒါလိုမျိုးအများကြီးပေါ့ဗျာဒါကျွန်တော်လူငယ်တွေပွဲငတ်နေတဲ့ဒါကာလကလည်းကြာပြီကိုဗျာဟုတ်ပြီကျွန်တော်တို့ကြေးကမှလုတ်တဲ့ ဒါဖျားပွဲလေးပေါ့ဗျာပွဲအစီအစဉ်လေးစပါစတဲ့ချိန်မှာကျွန်တော်တို့ဒါရွာတလေးထုံးတန်းဆင်လာပဲပေါ့တို့တွေရဲ့ဒါဇက်ပွဲလေးတွေဝင်လာပါတယ်ဆိုတော့ဇက်ပွဲလေးတွေဝင်လာတဲ့ဒါအငိမ့်လေးတွေလည်းပါတယ်ပြီးတော့ခစ်တစ်အာတန်ဆုံတီဝိုင်းတွေလည်းပါပါတယ်တညမှာကျွန်တော်တို့ဒါရဲဘော်လူငယ်တွေနဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက အဲ့ဒီဇက်သဘင်ကိုကျွန်တော်တချင်းတစ်ပုတ်တောင်းဆိုပါတယ်ဇက်ဘင်ရဲ့တော့ပွဲစီစဉ်တူပေါ့ဗျာအဲကျွန်တော်တို့သူ့ကိုကျွန်တော်တို့ဇက်စင်ဘေးနားမှာခေါ်ပြီးတော့စကားပြောတယ်ကျွန်တော်တို့တချင်းတစ်ပုတ်ဆိုပေးပါအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီပွဲတစ်ခုလုံးနဲ့ဒီကြွေးရတစ်ခုလုံးကိုလုံလုံရေးယူပေးထားတာပါကျွန်တော်တို့က uniform အပြည့်စုံနဲ့ဖြစ်ပါတယ်အာလုံလုံရေးယူရတဲ့ခါကျတော့လက်နက်ကလည်းပါပါတယ် ဆိုတော့ကျွန်တော်တို့နေမဟုတ်ပဲနဲ့အခြားသောဒါတိုင်းသားတစ်ဖွဲ့ဝင်တွေလည်းထုံလေးကောင်းပါပဲသက်ဆိုင်ရာဒါတစ်ဖွဲ့ဝင်တွေအကုန်လုံးကပူးပေါင်းပြီးတော့လုံခြုံရေးယူကြတာပါဆိုတော့ကျွန်တော်တို့ကတော့လူငယ်ပြပြလူငယ်လိုပဲကျွန်တော်တို့ကပုံပွင့်လင်းလင်းအဲ့ဒီဒါပွဲစီစဉ်တဲ့သူပေါ့ဗျာစက်တပင်ရဲ့အရေးကြီးတဲ့ပုံကိုပေါ့သူ့ကိုခေါ်ပြီးတော့တချင်းတစ်ပုတ်တောင်းပါတယ်အဲ့ဒီတချင်းကဘာတချင်းလဲဆိုတော့သွေးသစ္စာတချင်းကိုစူပေးဖို့ကျွန်တော်တို့တချင်းတောင်းတာပါ ဘိသချင်းဆိုပေးပါကျွန်တော်ရဲဘော်တွေကျွန်တော်တို့ရှိမှရှိတဲ့မဘိုးလေးတွေစုပြီးတော့ကျွန်တော်တို့စုချင်းပြင်းပါမယ်အဲ့ဒီမှာကျွန်တော်မှတ်မိသေးတယ်ကျွန်တော်ရဲ့ဒါကျွန်တော်တို့စကန်းကရဲဘော်စေမူသူကလည်းအရန်ကိုအားတက်တယောဒီတချင်းကိုကျွန်တော်တို့ဒါဒေသခံပြည်သူတွေနဲ့ကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူဆိုချင်တာအတန်းဆုံးဒီဝိုင်းနေလဲပါမယ်ဆိုတော့တကယ်ကို ခန်းခန်းနားနားလေးဖြစ်သွားတာပေါ့ဗျာအဲ့ဒီမှာပဲဒါဇက်စရာပေါ့ဗျာအာသူကဒီတချင်းစိုးပေးပါမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုအကြောင်းပြန်လာတယ်ကျွန်တော်အရန်ကိုဝမ်းသာသွားတယ်ကျွန်တော်လူငယ်တွေပြီးတော့ကျွန်တော်တို့ဒါနေဆက်ရတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ information တွေပေးကြတာပေါ့နော်အာငါတို့သတိစာတချင်းတောင်းထားတယ်မကြခင်မှာသတိစာတချင်းဆိုပေးမယ်အဲ့ဒီဇက်တပင်မှာပါတဲ့ဇက်အဖွဲ့ဝင်တွေအကုန်လုံးထွက်ဆိုပေးရမှာ ဆိုတော့တတိယချင်းဆိုဖို့အတွက်အဲ့ဒါကျွန်တော်တို့စင်မြင့်ပေါ်ကနေပြီးတော့တို့တွေညင်ညာလိုက်တယ်ကျွန်တော်တို့တောင်းဆိုမှုကြောင့်ပြီးချစ်တာတချင်းပြီးစုပေးမဲ့အချိန်ရောက်ပါပြီဆိုတော့ပြီးတော့အဲ့ဒီဇက်သပင်ထဲမှာပါတဲ့အကုန်လုံးဟာတာလူရှင်တော်တွေရော ပြီးတော့ support ဆက်ရနေဘာတွေညာတွေပေါ့ဗျအကုန်လုံးလူတွေထွက်လာပြီးတော့တတိယချင်းကိုတံပြိုင်ဆိုကြတာ ဲ့တော့ပုံမှန်တိုင်းပြကျွန်တော်တို့ဒါကြေးရွာဒေသတွေမှာဒါစတိတ်ပွဲတွေပါလုပ်တယ်ဇက်သပွင့်ပါလုပ်တဲ့ခါကြရင်ကြအဲ့လောက်ထိလူအများကြီးစုစုပေါင်းပြီးတော့ဆိုတာမရှိဘူးဒါပေမဲ့အဲ့ဒီချင်းကိုအဲ့ဒီဒါဝက်စစ်စင်းတဲ့သူကလည်းတကယ်ကိုသူကိုသူတို့ကိုနိုင်ပေါ့နော်အစိတ်ရောကိုပါပူပေါင်းပြီးတော့ဒါပါဝင်ပြီးတော့ performance လုပ်တဲ့ပုံစံမျိုးသူတို့အကုန်လုံးထွက်ပြီးတော့ဆိုကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကလည်းပဲကခုံပြီးတော့အဲ့တချင်းကိုတန်ပြန်ဆိုကြတယ် ကျွန်တော်တို့ရဲ့အတန်ဟာအဲ့ဒီကြေးရွာတစ်ခုလုံးကိုဖုံးလန်းပြီးတော့နောက်ထပ်အခြားသောရွာတွေအထိပါကျွန်တော်တို့ရဲ့သွေးသစ္စာဆိုတဲ့ချင်းတန်ကဟိမ့်ထွက်သွားတယ်ကျွန်တော်အရန်ကိုဒါပျော်ရှင်ခဲ့ရတဲ့အခိုက်အတန့်တွေကျွန်တော်တို့တော်လန်သောနေမြေမှာအများကြီးရှိပါတယ်အခုချိန်ဒါသွေးသစ္စာချင်းဆိုလိုက်လို့ဖန်ခံရတဲ့ဒါအကြောင်းကိုကြည်နေကြောင်းဆရာကြောင်းဆောင်တရင်ကိုကြားတဲ့အတွက်ကျွန်တော်ကအဲ့ဒီအကြောင်းကိုပြန်ပြောင်းပြီးတော့တင်ပြနေခြင်းဖြစ်တယ် ။အဲ့ဒီပွဲမှာဒီချင်းအတွက်ဒါအရန်ကိုဒါပျော်ရွှင်သွားတယ်ပေါ့နော်။ဒီချင်းဆိုလိုက်ရလို့အရန်ပျော်ရွှင်လိုက်ရတဲ့ရဲဘော်စေးမှုကတော့အခုသူမရှိတော့ပါဘူး။ကျွန်တော်တို့ပြီးခဲ့တဲ့ဒါတိုက်ပွဲတွေအတွင်းမှာပဲရဲဘော်စေးမှုကျွန်တော်တို့ဖက်ဒရယ်နဲ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံအတွက်မြင့်မြတ်စွာတပ်ပေးလူခဲ့ပါတယ်။ဒီသတင်းပြောတဲ့အချိန်မှာလည်းသူ့ကိုကျွန်တော်အောင်မေတ္တရာတည့်ရရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့သူဟာကျွန်တော်တို့အခုချိန်ထိ အာကျွန်တော်တို့ရဲ့အတွေးပုံရိပ်တွေပြီးတော့ကျွန်တော်တို့ရဲ့ဒါဖက်ဒရယ်သွားတဲ့ခရီးလမ်းမှာအသက်ရှင်နေသေးတယ်လို့ပဲဒါယုံကြည်ထားတာပါဟုတ်ပြီအဲ့ဒီလိုမျိုးကျွန်တော်တို့ကိုဒါသူတို့ဘက်ကလည်းပဲဒါဇက်စီယာတွေပေါ့ဗျာဇက်စီယာဘက်ကလည်းအခုလိုမျိုးဒါအင်းနဲ့အားနဲ့အကဲကိုလူတွေအကုန်လုံးထွက်ဆိုတဲ့အတွက်ကျွန်တော်တို့ကလည်းရဲဘော်တွေအကုန်လုံးကျွန်တော်တို့မိုးမိုးလေးတွေစုတယ်ကျွန်တော်တို့မှရှိတဲ့ပစံလေးတွေစုလိုက်တယ်စုပြီးတော့အိုင်နောကမြန်မာငွေကျပ်၄သိန်းဒါသူတို့ကိုစုပြန်ပြီးတော့ချင်းမြင့်တယ်ဒါဟာ ျွန်တော်တို့ယင်ဘက်ထဲမှာရှိနေပြီးသားတခြင်းကျွန်တော်တို့နိုင်ငံရဲ့အရန်ရေးကြီးတဲ့တခြင်းကျွန်တော်တို့အခုကျွန်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကောင်မောင်နှမတွေအားလုံးလည်းရရှိနေပြီးသားအရန်ကိုစိုးခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေပြီးသားတခြင်းပြီးတော့ဒီတခြင်းအတန်ကြားလိုက်တာနဲ့ကျွန်တော်တို့အားလုံးဟာဒီတခြင်းနဲ့တန်ပြန်ဟစ်ကျွေးခံစားစီးမျောခဲ့ရတဲ့တခြင်းမျိုးဆိုတော့တော်လန်သောနေမြီမှာတော်လန်သောရဲဘော်တွင်နဲ့ ကျွန်တော်တို့လွမြောက်နေမြေမှာရှိတဲ့ကျွန်တော်တို့မိဘပြည်သူတွေနဲ့အဲ့ဒီမှာလာရောက်ပြီးတော့ဖြောပြေးတင်ဆက်တဲ့ဒါဇက်သက်ပွင့်အဖွဲ့တစ်ခုလုံးကအုံအုံကြက်ကြက်ဒါချွာလုံးကျွတ်နေပါအဲ့ဒီတချင်းကိုတန်ပြိုင်တိဆိုကြတာကျွန်တော်တို့ကဘယ်သူမှဖမ်းမဲ့သူမရှိဘူးဆိုတော့ဒါလေးကိုကျွန်တော်ကအရင်ဆုံးပြောချင်တာပါကျွန်တော်ရင်မိပါတယ်အဲ့ဒီကြေရလေးကျွန်တော်အခုချိန်ထိလွမ်းနေသေးပါ တစ်ချိန်မှာဒီကြေးရွာလေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့အကျိုးပြုနိုင်ဖို့ကိုကျွန်တော်ရဲ့ဒါဂျင်းတဲ့နှလုံးသားထဲမှာဆွဲမြဲလျက်ပါအဲ့ဒီမှာရှိတဲ့မုတ်ဆိုင်လေးတွေကအစားကျွန်တော်တို့ကိုပတ်စံကိုမလိုတာကျွန်တော်ရင်မိပါပတ်စံကိုမလိုတာဆိုတော့တစ်ခါတည်းမှာကျွန်တော်သတင်းပြောတဲ့ဒီအချိန်တွေမှာပေါ့နော်အချို့သောမိဘပြည်သူတွေကကျွန်တော်ကိုလူရင်းပြောဖို့တွေတော့ဒါသူတို့တွေဒါ comment လေးတွေမှာတွေ့ပါတယ်အာကိုရှမ်းလေးရေလူရင်းပြောပေးပါဆိုတော့ကျွန်တော်တို့ဒီရဲဘော်တွေပေါ့နော်ဖြတ်တန်းခဲ့တဲ့ခုလိုမျိုးဒါ အတွေ့အကြုံလေးတွေပြီးတော့ကျွန်တော်တို့ဒါဖြစ်စဉ်လေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ရဲ့မိဘအနေနဲ့ကျွန်တော်ညီကိုမောင်မကိုသိစေချင်တာပါကျွန်တော်တို့ကနှစ်ပေါင်းများစွာဒါမှိုင်းတိုက်ခံကြရတယ်ပြီးတော့သတင်းဖုံးခံကြရတယ်ဆိုတော့ဒီကျွန်တော်တို့27ရာစုမရောက်ခင်မှာတည်းကဒါတိုင်းသားတပ်ဖွဲ့ဝင်တွေဆိုရင်တကယ့်ကိုလူဆိုးတွေလို့ပြီးတော့လူသက်ကောင်တွေလို့အဲပြီးတော့တပုံတွေလို့သူတို့တွေကကျွန်တော်တို့ကိုဒါသိစေခဲ့တာပါ ဆိုတော့ဒီအချိန်လေးမှာကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတူတူပူးပေါင်းလှုပ်ဆောင်တဲ့ဒီကာလမျိုးတော်လှန်ရေးစတင်ပြီးတော့အတူတူဒါတိုက်ပွဲတွေဝင်အတူတူလေ့ကျင့်ခဲ့တဲ့အချိန်မှာတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့အကြောင်းပြီးတော့တိုင်းရင်းသားမိဘပြည်သူတွေရဲ့အခက်အခဲသူတို့ရဲ့ရိုးသားပွင့်လင်းမှုတွေကျွန်တော်တို့သိခဲ့ရတဲ့အတွက်အခုလိုမျိုးအာကျွန်တော်သိဆက်နေကြကျွန်တော်ရဲ့ဒါသတင်းတွေမှာကြားဖြတ်ထည့်သွင်းပြောဆိုနေခြင်းဖြစ်ပါတယ် ဒါဆက်ပြီးတော့ပြောရမယ်ဆိုရင်အဲ့ဒီမှာရှိတဲ့မုတ်ဆိုင်လေးတွေကကျွန်တော်တို့မှပတ်စံရှိခြင်းမရှိခြင်းကိုသူတို့တွေစိတ်ဝင်စားအောင်ကျွန်တော်တို့မှဂုံပကတနာတွေရှိခြင်းမရှိခြင်းကိုသူတို့လှဲ့တော်မကြည့်ဘူးသူတို့ကျွန်တော်တို့ဘလို့ခံစားပြီးလဲဆိုတော့သူတို့မိဘတွေနဲ့ခွဲခွာပြီးတော့သူတို့မသိတဲ့ငါတို့ရွာလေးကိုလာတဲ့ဒီကလေးတွေကိုငါတို့စောက်ရှောက်ကြမယ်ငါတို့ကျွေးမွေးကြမယ် မုတ်သွားဝဲတာထမင်းမှကြွေတာကျွန်တော်အခုအဲ့ဒီအကြောင်းပြောနေတဲ့အချိန်မှာသူတို့မိသားစုကျွန်တော်မျိုးလုံးထဲမှာပြန်ပြီးမြင်ပါတယ်မုံမိသားစုပါသူတို့ကျွန်တော်တို့ကဒါမုံလေးပေါ့နော်အဲ့လိုခေါ်ကြပါတယ်ဆိုတော့အဲ့ဒီဆိုင်မှာကျွန်တော်ရဲဘော်တွေတော်တော်များများဒါမုတ်ပွဲသေးတာတွေဝဲကြပါတယ်လိုအပ်တဲ့ရိတ်ခါလေးလေးလေးဝဲကြပါတယ်အဲ့ဒီဆိုင်ကလည်း ကျွန်တော်တို့ရဲဘော်တွေအတွက်အမြဲတမ်းပေါ့ဗျာကျွန်တော်တို့ဒီဆိုင်မှာမရှိတဲ့ပစ္စည်းတွေတော့မှသူတို့ကိုအမှားထားတယ်ဆိုရင်ကျွန်တော်တီးတန့်ကျွန်တော်တို့ထပ်ပြီးတော့သူတို့တွေဝယ်ပြီးကြပါတယ်ဆိုတော့တီးတန့်ထပ်ပြီးတော့ဝယ်ပြီးတဲ့နေရာမှာလည်းပဲဆိုတော့သူအာကျွန်တော်သူတို့ဂျူလာပေးရလို့ဝယ်လာပေးရလို့ဟာလာကားကစီဘိုးအပို့ဆောင်ကဒယ်လီကြီးပေါ့ဗျာဒယ်လီကပေးရတယ်ဆိုတာမရှိပါဘူးမုတ်သားဝယ်တာကျွန်တော်ရဲ့မိဘတွေရယ်သမီးမှကြွေးတာ ။ထမင်းကျွေးတဲ့ဆိုတာကတကယ့်ကိုထမင်းနဲ့ဟင်းနဲ့ special နဲ့ပြီးတော့ရေပါခတ်ပြီးတော့တိုက်ပေးတာ။ပကံတော်ပေးမစေဘူး။အဲ့လိုမျိုး။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေဟာတိုင်းရင်းသားမိသားစုဝင်တွေနဲ့ကျွန်တော်တို့လုံးဝကိုမသိတဲ့နေမြေအစိမ်းမှာကျွန်တော်တို့မမြင်ဘူးတဲ့နေမြေအစ်စ်မှာကျွန်တော်တို့နားမလဲတဲ့ဘာသာစကားတွေနဲ့ကျွန်တော်တို့အထွေထွေဆက်ဆံရပေမဲ့ကျွန်တော်တို့ရဲဘော်တွေဟာ ကျွန်တော်တို့တိုင်းရင်းသားမိသားစုဝင်တွေနဲ့အချိန်တိုတွဲမှာပဲတွေးချင်းตาချင်းညီအကိုအရင်မိသားစုဝင်လူဖြစ်သွားတာကျွန်တော်တို့အများနဲ့စကားပြောပြတယ်ဒါကြည့်ရတဲ့ကကျွန်တော်အမိဖတွေဆိုကျွန်တော်အရန်ချစ်ကြတယ်သူတို့လည်းမေးတယ်ကျွန်တော်တို့ကကျွန်တော်မိဖတွေမလွမ်းဘူးလားနင်တို့ရဲ့ဆွေမျိုးတွေကမလွမ်းဘူးလားဆိုတော့ဘာမှအာမငင်နဲ့ပါတော့ ကြိုက်တဲ့အချိန်မျိုးတောက်လို့လားကြိုက်တဲ့အချိန်မှာတက်စားမမိသေးတယ်ကျွန်တော်အဲ့ဒီကြေးရွာကိုစရောက်တဲ့အချိန်မှာကျွန်တော်ကိုငခုခေါင်းနဲ့ထမင်းချက်ကြည့်တာကျွန်တော်ညဖက်ကြီးကျွန်တော်ဆက်လီနဲ့ရောက်သွားတာအဲ့ဒီအိမ်ကလည်းပဲကျွန်တော်တို့ဒါပေါ့နော်ဆက်လေရက်ပြီးတိတ်မကြောက်ကန်လေးနဲ့တက်တာနဲ့အဲ့ဒီအိမ်ရောက်သွားတယ်ကျွန်တော်ငကုခေါင်းနဲ့ကြည့်တော့အော်ကောင်းလိုက်တာဗျာလူကလည်းပင်ပန်းနေတယ်ခီးပန်းနေတာပါဗျာခီးပန်းလိုက်လေချင်းငကုခေါင်းဟင်းလေးနဲ့စားလိုက်တာ တကယ်ကိုမိမရှိဘူးတော့ကျွန်တော်မိပါဒါမဲ့ကျွန်တော်တို့သူတို့ရှိရပေးတယ်ပေါ့နော်ဒါမေတ္တာတွေပြီးတော့သူတို့ရှိရရလိုက်တဲ့ကျွန်တော်တို့ view side မှုတွေဟာဒီဒေါ်လာရေးအဆုံးတိလျှောက်လန်းစေခဲ့တဲ့အားတွေလည်းဖြစ်ပါတယ်အခုလိုကျွန်တော်ရဲ့ video ကိုကျင်နေကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့ချစ်ချင်းမေတ္တာတွေဝိညာဉ်ကူညီမှုတွေကြောင့်ကျွန်တော်တို့ဟာဒေါ်လာရေးအစမှတည်ခနေ့အချိန်ထိ မတိမ်မယိုင်ရှေ့သို့လျှောက်နေရှင်တဲ့တိုက်ပွဲဝင်နေတာပါဒါဆိုရင်တော့ကျွန်တော်တို့လွံ့မြောက်နေမြေမှာကျွန်တော်တို့ဒါတိုင်းသာကျေးရွာတွေမှာကျွန်တော်တက်ဖွဲ့ဝင်လူငယ်တွေအုံအုံကြွကြွတိတိစာတချင်းကိုစူပေးမယ်ကျွန်တော်တို့ဖမ်းမိသူမရှိဘူးကျောင်းထဲအတူတူလိုက်ဆိုတဲ့လူအုပ်ကြီးတာပုံများလာတယ်။ဒါပင်မဲ့အကြမ်းဖက်စစ်ခွေးအောက်မှာ အုတ်ချုပ်ခံနေရတဲ့သူတွေအနေနဲ့ရောင်ပြီးတော့ KTP ကအပြန့် တိတ္တစာချင်းလေးစုံမိလိုက်တာကြောင့်ဖန်စီခံလိုက်ရတဲ့ကံဘရူကအထကတအထတန်ចောင်းអုပ်ជីနဲ့အထတန်ចောင်းဆရာပြီးတော့ចောင်းဆောင်၃ဦးဒါဆိုတော့ကျွန်တော်မိဘတွေအားလုံးစီမှာအဖြစ်ရှိပြီလားလွတ်လပ်ပွင့်လင်းမှု Federal Democracy ဆိုတော့ Federal ကျွန်တော်တိုင်းသားညီကိုမောင်မတွေ့ ဆိုတော့ကျွန်တော်တိုင်းသားညီကိုမောင်မဆီတွေးစီရောက်သွားတဲ့အချိန်မှာကျွန်တော်တို့သစ်သစ်စာချင်းကိုတန်ပြိုင်အော်ဟစ်အတူတူဆိုခွင့်ရတယ်မင်းအွန်လိုင်းနဲ့အာနာရှူအကျန်းဖက်ကောင်တွေအောက်မှာရှိနေတဲ့သူတွေအနေနဲ့ကတော့ပချင်းတပုတ်လုံးကိုတော့အစအဆုံးဆိုမှုပြောနေအရှိကောရက်ပိုက်လေးပဲဆိုကြည့်ချက်ချင်းဖန်စီခံပြီးတော့ပါတော့နာတော့ အရိုက်ခံရမကန့်ဆိုးရင်မိမိအသက်တောင်မှပေးရနိုင်ပါတယ်အဲ့ဒီမှာဖန်စီခံလိုက်ရတဲ့ကံဘူအာထကတက်ចောင်းအုပ်ဆရာကြီးဦးမိုးထွန်းထက်တန်းပြဆရာဦးစိုးသိန်းចောင်းသောဒါဦးညွန့်ဝင်းတို့ဖြစ်ပြီးတော့သူတို့ကိုနိုင်ငံတော်အကြီးအညိုပြည့်စုံမှု ပုံမှန်ငါးခါဝင်းနဲ့ဖန်စီတရားဆွဲထားတယ်လို့ကျွန်လာကံဘူကျွန်တော်တို့ဒါတက်ကြွလှုပ်ရှားအဖွဲ့တွေကနေပြီးတော့ သတင်းထုတ်ပြန်တည်ပြုထားပါတယ်အရကတိစာတင်ကျောင်း grade 12ကျောင်းသားကျောင်းသူတွေစောင်းပွဲဖြစ်နေတာကြောင့်ဒဇယ်ဒေတာခန်တွေကကျောင်းအုပ်ကြီးဦးမိုးထွန်းနဲ့ဇနီးနဲ့အတူကျောင်းဝင်းတွဲမှာဝန်ထမ်းတွေနဲ့အတူတူနေထိုင်နေတယ်လို့သိရပါတယ်ဒီလက်ရှိပေါ်တော့ပမာတချင်းဆိုပြီးတဲ့အချိန်ကာလအတွင်းကာလတွေမှာလာကြောင်းကိုကြည့်နေပအဝင်သူတွေကိုဝန်ခံလက်မှတ်ပဲထိုးခိုင်းလိုက်တယ်လို့ကျွန်တော်တို့ကနေဦးကြားသိထားရတာဖြစ်တယ်။နောက်ပိုင်းကြမှာ ကျောင်းဝင်းထဲမှာလာရောက်ဖန်စီခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့ထပ်ပြီးတော့ကြားသိရတာဖြစ်ပါတယ်ထွေးထူးတော့တိတ်တော့ပြောစရာမရှိပါဘူးကျွန်တော်ကတော့ကျွန်တော်မိဘတွေကိုပေးခြင်းတယ် message ကကျွန်တော်တို့လွတ်မြောက်တော်နေမြေမှာကျွန်တော်တို့တိုင်းရင်းသားမိသားစုဝင်တွေနဲ့ကျွန်တော်တို့တော်လန်တော်ညီကိုမောင်မတွေရဲဘော်ရဲဘက်တွေသွေးသစ္စာတချင်းကိုဘလို့မျိုးတီဆိုပြီးတော့ဒါ အောင်ပွဲခံကြလဲဆိုတဲ့ပုံစံနဲ့လာကမ်ဘရူမှာ KDB ကအပြန်ရောင်ပြီးတော့တချင်းစုမိလိုက်တဲ့ပြောချင်တာကအဲ့ဒီတချင်းကိုရောင်ပြီးတော့နှုတ်ကထွက်မိသွားတဲ့ကျောင်းဆရာကြီးနဲ့အပေါင်းအပါ၃ဦးရဲ့အဖြစ်ကိုကျွန်တော်ကနှိုင်းရှင် တင်ပြခဲ့ခြင်းဟာကျွန်တော်နိုင်ငံဘလို့အခြေအနေမျိုးမှာဘလို့မျိုးကျွန်တော်တို့လွတ်ပွင့်လင်းမြင်သာလွတ်လပ်မှုတွေ ပြီးတော့မိမိတို့ရဲ့လူအခွင့်အရေးဆိုတာတွေဟာဘလောက်ထိဒါအရေးပါလဲဆိုတော့အခုချိန်မှာဒါဖိနစ်ခံရတဲ့သူတွေအတွက်လဲအလွန်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဘာကြောင့်သွေးသစ္စာတစ်ချင်းလေးဆူလိုက်တာနဲ့သူတို့တွေတွေးပြတ်သွားကြတာလဲဒါလေးကိုကျွန်တော်မိပါတွေအားလုံးစီမှာလည်းဖြေရှိပါပါတိတာထင်ရှားတဲ့အဖြေကိုကျွန်တော်အမြင်နဲ့ရွတ်ပြပေးပါမယ် အဲ့ဒါကတော့တောက်ဖြူကျွန်တော်တို့ယူသိမ့်တိုက်ပွဲအတွင်းထဲမှာဂျမဖက်စစ်ခွေးတက်ကတေဆုံးခဲ့ရတဲ့အရာရှိစရင်ကို အမင်းနဲ့ကွာတင်ပြပေးပါမယ်။သူတို့ကရင်နာနေတာလေဗျာ။ဟုတ်ပြီ။သူဒီစားချင်းနဲ့စခဲ့တဲ့ဒါဒီတော်လန်ရေးရဲ့ဒါခန်းကဏ္ဍတွေလည်းအများကြီးကိုကျွန်တော်တို့ဒါလက်နက်မဲ့ဒါဆန္ဒပြပွဲတွေမှာတွေ့ရမှာဖြစ်တယ်။ ဆိုတော့လက်နက်မြဆန္ဒပြပွဲတွေမှာစတင်ပြီးတော့လက်နက်နဲ့တော်လှန်ခဲ့တဲ့ပွဲတွေမှာတေးရက်ကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေပြီးတော့လက်နက်ရှိရင်ဒါအလုံးကိုမင်းပေးနိုင်တယ်ဆိုတဲ့သူတွေစစ်တပ်ဟာတနက်ပြင်းမိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ကောင်တွေဟာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်ရှင်နဲ့စစ်မျက်နှာပြင်မှာခွေးတေဝတ်တေတေနေကြတာမို့သူတို့ဟာဒီချင်းလေး အတန်ကြာတာနဲ့တည်းကဘာပြတ်မတက်ခြောက်ချားနေကြတဲ့စိတ်စလူသက်သမားအဖွဲဖြစ်နေတာကိုဗျ။ဒါကြောင့်လည်းပဲသူတို့ရဲ့အမည်စင်းကိုကျွန်တော်တင်ပြမှာကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့သိမ်းတိုက်ပွဲမှာတည်ဆုံးခဲ့တဲ့ကောင်တွေရဲ့စရင်မှာဘုံမူစိုးသူဘုံမူအောင်ကိုညင်းဘုံမူဇာနီငိန်ချန်ခဇော်ရဲရှိန်ဒုတိယဘုံမူကြီးရန်နောင်ဝင်းဘုံမူကြီးဝေဖြိုးကျော် ဘူကြီးမိုးကြော်ကြော်ရှိဘူကြီးစိုးအောင်လင်းထွန်းဘူကြီးရဲဝင်းအောင်ဘူကြီးမင်းခန့်ဘူကြီးရွှေသွေးဟိမင်းထက်နေလင်းထိုက်ဘူမူမင်းသူဘူမူကြီးနေလင်းအောင်ဘူကြီးနေလင်းကြော်ဘူကြီးအောင်မျိုးဝင်းဘူကြီးအောင်ခင်စော်ဘူကြီးအောင်ကြော်ညံဘူကြီးကြော်ကြော်လင်းဘူကြီး ကြော်မျိုးထက်ဘူကြီးကြော်စွာဟိန်ဘူကြီးတက်ဝေစင်ဘူကြီးထွန်ဖိုးဘူကြီးထက်ဝေအောင်ဘူကြီးရဲကိုဦးဘူကြီးဇော်မင်းဦးတကခစုံငွေဂျန်နိုင်ဟိန်ဟိန်မင်းအောင်ကြော်ဝေရန်ထွန်ဒါကတိုက်ပွဲအတွင်းမှာကျွန်တော်တို့ဒါတက်တည်အမိနဲ့တကွအသေး ဖန်စီရမိထားတဲ့အသေးရထားတဲ့အကြမ်းဖက်စစ် ခွေးစစ်ခွေးတည်တံ့ဖြစ်ပါတယ်အဲ့ထဲမှာရဲခွေးမပါသေးဘူးเนาะကျွန်တော်မြင်ပါဒါကတရားဝင်ထုတ်ပြန်ကြင်ညာလို့ရတဲ့အမည်စရင်ဒါဖြစ်ပါတယ်ဆိုတော့ထဲထဲမှာပါတဲ့လူကနေနေမှာဆိုလို့ကျွန်တော်မြင်ပါတယ်အချို့ကတော့အမည်မဲ့ခွေးတီဝတ်တီကေတူမရှိဆေတူမရှိမြုပ်တူမရှိ အခြေအနေများပြပါဒါကြောင့်လည်းပဲသူတို့ဟာ ပိသစာတချင်းအတန်ကြားတာနဲ့ကျွန်တော်ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေဆိုတဲ့အတန်ကြားတာနဲ့ကဘာပြတ်မတက်ယူခာနေရတဲ့ကောင်တွေဖြစ်နေတာပါဒီကနေ့မှာကျွန်တော်ပြပြည်သူတွေအားလုံးအတွက်အောင်ပွဲသတင်းကလည်းရှိနေပါတယ်အဲ့ဒါကတော့ ILO ပုံမှန်33နဲ့အကြမ်းဖက်စစ်ဒီအာနာယူကောင်တွေကိုအေးအေးယူဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းမှာဒါကလည်းကျွန်တော်ပြည်သူလူထုတရက်လုံးရဲ့ ဆန္ဒနဲ့တစ်ထက်တည်းဖြစ်ပေါ်လာပါအဲ့ဒီမှာမဲခွဲစရာမလူပြဲနဲ့အတီးပြုလိုက်ပြီးဖြစ်တဲ့အကြောင်းကိုကြတိထားရပါတယ်ရေးယူတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးစတိုက်လာပါမယ်ဥရောပသမဂအပါဝင်တကွာလုံးရတန်ခတ်ပိတ်ဆို့မှုတွေဖြစ်လာမှာပါအဲ့ဒီညီလာခံမှာအဲ့ဒီအစည်းအဝေးမှာရုရှားကိုယ်စားလှယ်ကဒါစ်ကံကောဆန္ဒပြဖို့ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကြားသိထားရပါတယ်ကျွန်တော်တို့ ကိုယ်စလဲဖြစ်တဲ့ဥမောင်မောင်မိန်ကုန်းပြောကြားနေတဲ့အချိန်မှာမြို့သားညီညွတ်ရေးအစိုးရ NUG ဒစိမ့်နဲ့ညီလာခံမှာမိန်ကုန်းပြောလို့အာရှူးရှူးရှဲရှဲထားလို့သေးတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဒါကိုပထမကတော့ရုရှားနဲ့ဘလာရုကကန်ကော့မယ်လို့ဒါလှုပ်ထားပေမဲ့နောက်ဆုံးမှာမဲခွဲဆုံးဖြတ်စရာတော့မလိုဘဲနဲ့ကျွန်တော်တို့ပြည်သူလူတွေရဲ့စန္ဒနဲ့ထတ်တူကြစွာအကြမ်းဖက် ုပ်စုအာနာရှုအုပ်စုကို IL လို့ပုံမှန်33နဲ့မဲခွဲမဲ့သူမရှိအနိုင်ရရှိပြီးတော့အရေးယူနိုင်လိုက်ခြင်းဖြစ်ပါတယ်မဲခွဲစရာတော့မလိုဘဲနဲ့အရေးယူဆုံးဖြတ်လိုက်နိုင်တယ်ဆိုတော့ဘလောက်တောင်ပြက်ပြက်သားသားအနိုင် ရသွားလဲဆိုတာကိုကျွန်တော်ဒီကနေ့တွေ့ရမှာဖြစ်ပါတယ် ဒါကြောင့်လည်းပဲရုရှားနဲ့ဘလာရုဒါ main online သွားခဲ့တဲ့နိုင်ငံကျွန်တော်ရင်မိပါတယ်မှတ်မိအောင်မယ်ထင်ပါတယ်ဒီနိုင်ငံနှစ်ခုကဒါကန့်ကွက်ဆန္ဒပြဖို့သူတို့ကတောင်းငင်းဆန်ဖို့သူတို့ကစူးစမ်းခဲ့ပါသေးတယ်နိုင်ငံလေးနှစ်နိုင်ငံပဲဆိုတော့လေသူတို့လည်းအဆင်မပြေတော့အမိပြန်ကုတ်သွားတယ်ထင်ပါတယ်ဟုတ်ပြီဒီလိုဖြစ်စဉ်တွေကကျွန်တော်မိပါပြည်သူတွေရဲ့ဒါအောင်ပွဲတစ်ခုပါဆိုတော့ဒါကကျွန်တော်တို့နိုင်ငံရေးစစ်ရေး ပြီးတော့ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးနဲ့ကျွန်တော်တိုင်းရင်းသားတစ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းထားတဲ့ယနေ့ခေတ်ခေတ်တော်လန်ရေးရဲ့အောင်ပွဲသတင်းတွေပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်ရင်မိပါတယ်အာရနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုကျွန်တော်ဒီထက်မကပိုကောင်းအောင်စူးစမ်းပေးနေပါတယ်ဒီအပိုင်းမှာကျွန်တော်အနေငယ်ဒါအလုတ်ရှုပ်ထွေးမှုလေးတွေကြောင်းဒါတင်ပြမှုအားနည်းချက်တွေရှိတယ်ကျွန်တော်မိပါတဦးချင်းစီတွေကိုတောင်းပန်ပါတယ်နောက်လာတဲ့ဗီဒီယိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပါမယ် လက်နက်ဘေးစီဘေးကပ်ဘေးကြောင်းနေတဲ့ကြောင်းနိုင်ငံအတွင်းမှာရှိတဲ့မိဘတအိုးချင်းစတဲ့ဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့နဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါ